်မင်္ဂလာပါခင်ဗျာ AOD ကပတ်စင်တင်ဆက်နေတဲ့အရိဒစကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဒွန်ဆန်းစုကြည်ကိုထောင်တဲ့ပို့တဲ့အကျိုးဆက်ဘာဖြစ်လာမလဲဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ AOD မြန်မာပိုင်းသတင်းတောက်ချုပ်ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AOD ရဲ့ Editor ချုပ်ကိုအောင်စောဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာပါကိုကျော်ခါ ာဏာသိမ်းစစ်ကောင်စီကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုနေပြည်တော်အကျဉ်းထောင်ပို့လိုက်ပါတယ်ဒီလို့ရဟာဟလာဒီပြည်သူလူထု ထောက်ခံမှုရရှိထားတဲ့ဟလာဟိုခေါင်းဆောင်ကိုနိုင်ငံရေးရအပိတက်တယ်လို့များသုံးသပ်မိလားဟိုကျွန်တော်ထင်တာတော့နံပါတ်1ပြောရတော့ထောင်ထဲပို့တဲ့တည်င်းပေါ့နော်ထောင်ထဲပို့တဲ့တည်င်းကိုပြောမယ်ဆိုရင်တော့ဒီအရင်ထဲကစီစဉ်ပြီးသားဖြစ်ပုံရတယ်မနစ်ကတည်းကထောင်ထဲမှာဒေါန်ဆန်းစုကြည်နေဖို့အတွက်အိန္ဒိယလုံးစောင့်နေတဲ့ဆက်တည်င်းထွက်ခဲ့ပြီးသားဖြစ်တယ် တော်ဆန်းစုကြည်ကိုလည်းဒီထဲကိုပို့မယ်ဆိုတော့မျောလင့်ပြီးသားဖြစ်ပုံရတယ်ဒါကြောင့်လည်းအာနိုင်ငံတော်ခေါင်းဆောင်တယောက်အနေနဲ့သူ့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေဒီကိုဘယ်လိုရှေ့မလဲဆိုတဲ့ကိစ္စမျိုးတွေလွန်ခဲ့တဲ့လတွေလေးကစီစဉ်နေတယ်လို့ကျွန်တော်တို့သိထားတာရှိပါတယ်ဆိုတော့ဒီလိုရွှေ့တဲ့အခါမှာတော်ဆန်းစုကြည်ဘက်ကငင်းဆန်းခြင်းမရှိဘူးလို့ကျွန်တော်တို့သိရတယ်စစ်တပ်လုံခြုံရေးအတိုင်းဝန်းနဲ့နေဆက်တဲ့အတိုင်းဝန်းတွေကပြောတာဆိုရင်တော့ဒါဟာလုံခြုံရေးအခြေအနေတစ်ခုကြောင့်ရွှေ့တယ်လို့ပြောကြတာရှိတယ်တချို့ကလည်းဒီလိုသူက criminal ဖြစ်နေရာဆွေးသားဖြစ်နေ charge လုပ်ထားတယ် တရားဆွဲခံထားရတဲ့ထောင်တန်လဲချထားပြီးသက်ဖြစ်တဲ့အတွက်ကြောင့်အမှုတွေကတော့အများကြီးရှိတာပေါ့နော်အတွက်ကြောင့်သူ့ကိုတောင်းဆန်းစုကြည်ကိုအာတကယ်လို့များအပြင်တွက်တွေးဖို့တောင်းဆိုနေတဲ့သူတွေကိုတွေးခွင့်ပေးဖို့အတွက်ကိုထောင်ထဲကိုရွှေ့ရလားဆိုတဲ့တွေးခေါ်ချက်တချို့လဲရှိတာကျွန်တော်တို့တွေ့ရတယ်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့ပြောဆိုချက်ကြဆိုရင်တောင်းဆန်းစုကြည်တီးကြထောင်ထဲကိုပို့တယ်တီးကြထားပြီးတော့ကောမန်ဆောင်ထားတယ်ဆိုတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တောင်းဆန်းစုကြည်နိုင်ငံရေး တတ်ဖို့မဟုတ်ဘဲနဲ့နိုင်ငံရေးရတိတ်တိပိုတင်တဲ့ဟာမျိုးဖြစ်သွားနိုင်တာပေါ့နော်ဒေါက်တာဆန်းစုကြည်ဒီနေ့အသက်89နှစ်ရှိပြီဒါပေမဲ့အဲမကြာခင်အချင်းပါခဲ့တဲ့ဒီသူ့ရဲ့မွေးနေ့ပွဲမှာဆိုရင်လဲဟလာနိုင်ငံနဲ့အဝမ်းကသူ့ကိုထောက်ခံတဲ့သူတွေကဒုနဲ့ဒဲနဲ့ရှိနေသေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နော် online social media မှာတွေ့သလိုသူနဲ့ပတ်သက်ပြီးတော့နှုတ်ဆက်စကားပြောဆိုတဲ့သူတွေအဲသူ့ရဲ့မင်္ဂလာမွေးနေ့ကိုနှုတ်ဆက်စကားပြောဆိုတဲ့သူတွေအများအပြား ရှိနေသေးတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တကယ်တကယ်ဖြစ်ရမှာတော့ဒေါ်ဆန်းစုကြည်မဟုတ်ဘဲနဲ့ထောင်ထဲကိုတကယ်ဝင်ရမှာတော့ဗိုလ်ချုပ်မယောင်လည်းမယ်ဖြစ်ရမယ်ပေါ့နော်တကယ်တည်င်းအမှန်ရဆိုတော့ဘာကြောင့်လဲဆိုတော့သူ့ရဲ့အာဂရိလိုက်စားမှုတွေသူ့ရဲ့အာနာကို red zone လို့ပြီးလုတ်ခဲ့တဲ့ကိစ္စတွေ war crime လို့ခေါ်တဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာတွေပြန်ကြည့်မယ်ဆိုတော့တကယ်တကယ်တော့ဒီနေ့ဒီနေ့ဒီအချိန်ကာလမှာဟလာမြန်မာ rule of law လို့ခေါ်တဲ့တရားဥပဒေစိုးမိုးမှုရှိမယ်ဆိုရင်အစစ်မှန်တဲ့ပြည်သူ ရွေးကောက်ထားတဲ့အစိုးရတစ်ခုရှိမယ်ဆိုရင်နော်တကယ်တကယ်တော့ထောင်ထဲကိုတကယ်ဝင်ရမှာတော့အဘိုးချုပ်မယောင်နိုင်ပဲဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်တော်မဆန်းစချင်မဟုတ်ဘူးပေါ့ဒါပေမဲ့ဒီနေ့ဒီချိန်မှာ တကယ်တကယ်တော့မျက်နှာပူစရာကောင်းတာတခုကတခုကလူဟစ်တဲ့ခစ်ဖြစ်နေတယ်အဲ့တော့တကယ်တကယ်တော့လူကောင်းကိုထောင်ထဲကိုသွင်းပြီးတော့တခိုးတမျှကလူကောင်းကိုထောင်ထဲသွင်းတဲ့ခစ်ပေါ့နော်အဲ့လိုခစ်မှာပြန်ကြည့်မယ်ဆိုရင်တော့ဟိုအာနာဆိုတာတနက်ပြောင်းဝကလာတဲ့ခစ်လို့ပြောလို့ရတယ် ဲ့တော့တရားဥပဒေစိုးမိုးမှုမရှိဘူးဟလာအတိုင်းပြည်မှာစိုးရွားတစ်ခုမရှိဘူးဆိုတဲ့အချိန်မှာတော်ဆန်းစုကြည်ကိုထောင်ထဲကိုအခုလိုပို့တယ်ဆိုတာကတော့ကျွန်တော်မြင်တဲ့တိတ်တအံ့ဩစရာမရှိဘူးဒါပေမဲ့အဆုံးအထိလုတ်တဲ့ပုံစံမျိုးအကျူပင်ခုတ်ကျုံကုန်းမကြံလုတ်တတ်တဲ့မြန်မာပြည်သည်ပြည်နဲ့ထုံးစံတိုင်းလုတ်တာမျိုးလားဆိုတဲ့အမြင်နေရှိတယ်ဒါအပြင်တိုင်းပြည်မှာအရင်တော့ပြောနေခဲ့ကြတဲ့အမျိုးသားစီလုံးညီညွတ်ရေးဆိုတာက တကယ်တကယ်တော့ဒီလိုလောက်ရတွေကြောင့်ပဲပို့ပြီးတော့အလန်းကွာသွားပြီဆိုတော့လည်းကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တော်ဆန်းစုကြည်လို့ပါတီကအစိုးရ2020ရွေးကောက်ပွဲမှာဆိုရင်လည်းအပြတ်အသတ်2019တဲ့ပို့ပြီးတော့အပြတ်အသတ်အနိုင်ရခဲ့တဲ့လူလူထောက်ခံမှုအကြီးအကျယ်ကိုရခဲ့တဲ့ပါတီတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့မေ့ထားလို့မရပါဘူး။တော်ဆန်းစုကြည်ရဲ့အာနိုင်ငံရေးဩဇာတိကမာကအရန်ကိုကြီးမားတဲ့အတွက်ကြောင့်နိုင်ငံရေးတက်တာထက်ဆိုင် ူ့ရဲ့နိုင်ငံရေးဩဇာအနာပကုလို့အချိန်မှာပို့ပြီးတော့မြင့်တင်ပေးတဲ့ပုံစံမျိုးပဲဖြစ်သွားနိုင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်။လက်နက်အားကိုးတဲ့စစ်ဗိုလ်ချုပ်တွေစစ်အာဏာရှင်တွေဟာဟလာဒီနှလုံးရင်တိုက်ပွဲမှာဒေါန်ဆန်းစုကြည်ကိုအမြဲတမ်းပဲရှုံနေခဲ့တယ်။ဒါခေတ်အဆက်ဆက်ကိုဖြစ်ခဲ့တဲ့တာရကတွေပေါ့လေ။အခုလည်းအဲ့လိုမျိုးဟိုလှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ဒါတွေကြောင့်ပဲဒေါန်ဆန်းစုကြည်အပေါ်မှာမစ္စရိယစိတ်တွေအမုန်းတရားတွေအညှို့အတေးအာဃာတတွေနဲ့ ်အခုလိုလှုပ်လိုက်တယ်လို့များမြင်မိလားနောက်ကော88ရှင်လင်းလုံးရေးတော့ဘုံအောင်ကြွားမှုကြီးနောက်ပိုင်းဟာစပြီးတော့ဒေါ်ဆန်းစုကြီးနိုင်ငံရေးဝင်ရောက်ခဲ့တယ်အဲအဲ့ချိန်ကစပြီးဒေါ်ဆန်းစုကြီးကလူစုရဲ့ထောက်ခံမှုကိုရခဲ့သူဖြစ်တယ်အဲအဲ့ထောက်ခံမှုရဲ့ရေးချိန်ကကျသွားခြင်းမရှိဘူးအနာရှင်တွေရဲ့ချင်းချောက်မှုတွေကြားထဲကပိုပြီးမြင့်တက်လာတော့ကျွန်တော်တွေ့ရတယ်1989ခုနှစ်မှာတနှစ်တာတာလေးပဲရှိတဲ့နိုင်ငံရေးနဲ့ဝင်ခဲ့တဲ့တနှစ်အဖြစ်တစ်ဖြစ်အချိန်လေးမှာဒေါ်ဆန်းစုကြီးကို နေမှာကျင်းချခဲ့တယ်။အာ Nobel Peace Prize ရခဲ့တယ်။အငြင်းငြင်း Nobel ဆုရခဲ့တယ်။အာနိုင်ငံတကာရဲ့အာရုံဆိုင်မှုကိုအကြီးကျယ်ရခဲ့တယ်။ထောက်ခံမှုကိုရခဲ့တယ်။ And 95မှာအာအဲ့တော့နာဝတာနာဖာစစ်ဆိုးအားကနေပြီးလွတ်ပေးခဲ့ရတယ်။မလွတ်ပေးခင်မှာ American Lotto မှာပြတဲ့ Bill Richardson ကိုပေးဝင်ရတယ်။ New York Times သတင်းစာကြီးရဲ့သတင်းတောက်နဲ့အတူပေးဝင်ခဲ့ရတာကျွန်တော်တွေ့ရတယ်။နောက်ပိုင်းမှာဆိုရင်တော့လွတ်တယ်ပြန်ဖမ်းတယ်လွတ်တယ်ပြန်ဖမ်းတယ်ဆိုတော့တန်တရာထဲမှာသွားခဲ့တယ်။ အဲ့ဒါကိုကြည့်မယ်ဆိုရင်တော်တော်ဆန်းစုကြည်ကြောင့်အဲ့ဒါမြန်မာစစ်ဗိုလ်ချုပ်တွေနော်ဘလောက်ဘုံတော့ခြောက်ခဲ့ရတယ်ဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်နောက်ပိုင်းဆိုရင်တော့ UN Special Envoy နဲ့ဖြစ်တဲ့ Razali Smith တို့ Gambari တို့လာခဲ့တယ်တွေ့ခွင့်ရတဲ့အချိန်တွေရှိတယ်တွေ့ခွင့်ရတဲ့အချိန်တွေရှိတယ်ဟိုကဗီဇာကိုပိတ်ပိတ်ထားခဲ့ရတဲ့အချိန်တွေကျွန်တော်တို့ရှိခဲ့တာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့တော်ဆန်းစုကြည်ကိုယ်တိုင်ကိုလည်းစေကောင်းဆောင်နေအဲ့တော့ကစေကောင်းဆောင်နေဖြစ်တဲ့အဲ့ဒါဗိုလ်ချုပ်မူကြီးတန်းရွှေတို့ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဘောဂျိုကြီးမောင်အေးတို့ကိုယ်တိုင်ကခဏခဏတွေ့ဆုံဆွေးနွေးခဲ့ရတာဖြစ်တယ်တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်းတို့ကမြန်မာပြည်မှာဒေါ်လန်ဆန်းစုကြည်နဲ့အတူတူအလုပ်နိုင်ငံရေးကိုနိုင်ငံတိုင်းပြည်ပြန်လည်ထူထောင်ဖို့တည်ဆောက်ဖို့ဆိုရတဲ့ဆိုင်ဒေါ်လန်ဆန်းစုကြည်ဘလို့ contain လုပ်မလဲဘလို့ထိန်းချုပ်ဖို့စ조사မလဲဆိုတဲ့ဟာမျိုးတွေကိုဆွေးနွေးတာအပြင်နိုင်ငံငါရဲ့ pressure တွေ economic sanction လို့ခေါ်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုအဖိနဲ့အဖော်နဲ့ဘယ်လိုလှုပ်ရှားပြီးကစားသွားမလဲဥပမာအဖြစ်ဂျူအန်ဂျန်နရယ်အက်ဆမ်ဘလီလို့ခေါ်တဲ့ကုလသမဂ္ဂ ထရီနီလာကန်နီးပြီဆိုရင်ဒေါ်ဆန်းစုကျင်နဲ့ဘလို့တွေ့ပြီးတော့ဒီ pressure တွေပို့ပြီးပျော့သွားအောင်လုပ်မလဲဘလို့ဖော့သွားအောင်လုပ်မလဲဆိုတာမျိုးတွေနဲ့တန်နမန်ကြီးကိုအဖိအဖော်နဲ့ကစားခဲ့တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒေါ်ဆန်းစုကျင်ကိုအရင်တုန်းကစစ်စိုးရကအဆက်ဆက်ကသူ့ကိုဘလောက်ပဲအမုန်းတရားရှိတော်လဲပဲအမြဲတမ်းတော့သူ့ကိုနောက်ဆုံးနေအကျဲကျုပ်ဘောပြန်ပို့တာကြီးပဲပေါ့နော်ဒါပေမဲ့ဒီစစ်ကောင်စီလက်ထက်မှာတော့အခုလိုထောင်နှဲကိုပို့ဖို့ဆုံးဖြတ်တယ်ဆုံးဖြတ်ချက်ကလည်း ဗိုလ်ချုပ်ကြီးမရအောင်လဲဆုံးဖြတ်ချက်ပဲဖြစ်တယ်ဆိုတော့ဒေါ်စန်းစစ်ကျူနိုင်ငံရဲ့တတ်လို့မရတော့လဲပဲဒီလိုထောင်ထဲပို့တာစစ်ကောင်စီနေတဲ့မြန်မာနိုင်ငံကြီးမှာအကြိုင်းနေဖို့အစီအစဉ်ရှိတယ်ဒေါ်စန်းစစ်ကျူနေတဲ့ဆွတ်ဆွတ်ဆွေးနွေးဖို့အစီအစဉ်မရှိဘူးဒါအပြင်ဒေါ်စန်းစစ်ကျူနိုင်ငံရဲ့အသက်ရှင်နေသေးသေးရှိနေအောင်မဲ့ဥက္ကမအသက်89နှစ်ဖြစ်နေပြီဒေါ်စန်းစုကြည်ရဲ့နိုင်ငံရေးဆက်ပြီးလှုပ်ရှားမှုအားလုံးကိုအပိသက်အဆုံးသတ်ဖို့စ조사တာပဲလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။ပြန်ချုပ်မယ်ဆိုရင်တော့ အခုစစ်တပ်ကနေပြီးတော့နိုင်ငံကြီးမပြောင်းပြီးဥဆောင်ဖို့စစ်တပ်ကအာဏာဆက်ယူထားဖို့ဆိုတဲ့ game plan ကိုပြန်ပြီးတော့အသက်ဝင်အောင်ကစားပေးတာကတော့အခုအာဏာသိမ်းစစ်ကောင်ဆောင်ဘောကျုပ်မင်းအောင်လည်းလို့ကျွန်တော်တို့ပြောလို့ရတာပါအဲ့တော့သူကတော့အခုအချိန်မှာတော့ဒီအောင်အကောင့်တွေဖော်ရသူဖြစ်တယ်ခုနကကျွန်တော်ပြောခဲ့တဲ့သူတွေနဲ့ဆိုင်သူကဒေါ်ဆန်းစုကြည်ကိုဘယ်လိုမင်းအောင်လည်းလို့ဆိုတာအညိုးအတင်းတွေကိုအသေးချာကိုလုပ်တယ်လို့ကျွန်တော်တို့တွက်ဆလို့ရတယ် ဟလာအခုခေါင်းထဲပို့တဲ့ကိစ္စမျိုးဟာအစားပေါ့နော်အဲ့မတိုင်ခင်မှာဆိုရင်တော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတော့ဒေါ်အောင်ဆန်းစုကျန်2012မှာ by election ကိုသူတို့ဝင်ခဲ့တယ်နိုင်ငံတကာရောပြည်တွင်းရောပြည်ပအောင်ပြောခဲ့တာဒေါ်စုဟာမြေကိုးထောင်တာထောင်ချုပ်ထဲကိုနိုင်ငံထောင်ချုပ်ထဲဝင်ပြီးဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ပြောခဲ့တာဆွေးနွေးခဲ့တာသုံးသပ်ခဲ့တာရေးခဲ့တာရှိပါတယ်ဒါပေမဲ့အဲ့ဒါတကယ်ထောင်ချုပ်ဖြစ်ခဲ့ပြီဆိုရင်လည်းအခုထောင်ချုပ်လို့မြင်ရတာပေါ့နော်ထောင်ချုပ်ဖြစ်ခဲ့ပြီဆိုရင်လည်းအဲ့ထောင်ချုပ်ထဲကိုဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့ စွန့်စားရတဲ့တတိယဒေါ်အဆန်းစုကြည်မှရှိရလို့ကျွန်တော်တွေးလို့ရတယ်။ဆိုတော့အထာကိုဘာလို့ထောင်ကျောက်လို့ပြောမယ်ဆိုရင်လည်း2008ခြေဦးနဲ့ဒေါ်အဆန်းစုကြည်ကန့်သက်ဖို့ချိုးစားခဲ့တာရှိတယ်။ဖိနှိပ်ထောင်ချပြီးတော့ဟလာအမျိုးစုံသူ့ရဲ့နောက်လိုက်တွေကိုလည်းအနည်းမျိုးမျိုးနဲ့နှိပ်ကွက်ခဲ့တာရှိတယ်။အဒီဘဲလို့ဟာမျိုးတွေဖြစ်ခဲ့တာရှိတယ်။ဒါပေမဲ့အောင်မြင်ခဲ့တာတခုမှမရှိဘူးဆိုတော့ကျွန်တော်တွေးရတယ်။ဒေါ်အဆန်းစုကြည်ကပြည်ရင်းရဲ့ထောက်ခံမှုကိုဒုနဲ့ဒယ်နဲ့ရခဲ့တဲ့အပြင်ပြည်ပရဲ့ထောက်ခံမှုကိုလည်းဟလာ ဒုနဲ့တန်းနဲ့ရခဲ့တာကိုကျွန်တော်တွေ့ရတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုသူ့ရဲ့ဒီတက်သွေးရတဲ့လမ်းမှာချုပ်နှောင်ထားတဲ့အချိန်မှာဟလာသူ့ကိုရွှေ့တဲ့ပြောင်းတဲ့ကိစ္စအစသူ့ကိုလုံးဝအထိခိုက်မခံအောင်နိုင်ငံတကာကဟလာအဲတခြားအစိုးရတွေရောစောင့်ကြည့်တဲ့သူတွေရောသူ့အမြဲတမ်းမီဒီယာတွေအစအသူနဲ့ပတ်သက်ပြီးအမြဲတမ်းအချိန်လုံးအဲစောင့်ကြည့်ခဲ့တာအရေးပေးခဲ့တာ ပြောခဲ့တာကိုကျွန်တော်တို့တွေ့ရမှာပေါ့နော်ပြီးခဲ့တဲ့တရက်နှစ်ရက်ထိ မနေ့မှထောင်ချထားတဲ့အချိန်မှာတော့သူနဲ့ဒီရှေ့နေနေကြတဲ့မှာအဆက်အသွယ်တွေရှိခဲ့တယ်။အဲအဲ့ဒီဆက်သွယ်တွေနဲ့ပတ်သက်ပြီးတော့လည်းစစ်ကောင်စီကနေပြီးတော့ဖွင့်ထားခဲ့တာတွေရှိတယ်။အဲဒေါ်မဆန်းစုကြည်ဘာတွေပြောမလဲဆိုတာကိုသူတို့လေ့လာခဲ့တာတွေရှိတယ်လို့ကျွန်တော်တို့နားလည်ထားတယ်။အဲတကူတော့ထောင်ထဲကိုပို့ပြီဆိုတဲ့အခါကျရင်တော့ထောင်ထဲမှာပဲတရားစီရင်မှာဖြစ်တဲ့အတွက်ကြောင့် ဒီနဲ့ပို့ပြီးတော့စစ်ကောင်စီဘက်ကလည်းဒေါ်အောင်ဆန်းစုကြည်ဘက်ကဘာမှမျှော်လင့်မထားဘူးဒေါ်အောင်ဆန်းစုကြည်ကိုလည်းဒီနဲ့ပို့ပြီးထိန်းချုပ်ဖို့စ조사တဲ့ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့ဟိုမြင်ရတာပေါ့နော်အချိန်ထဲမှာပဲဒေါ်အောင်ဆန်းစုကြည်ကျွန်တော်တို့မသိနိုင်တဲ့ location တစ်ခုမှာတချင်းချကန်တာအချိန်မှာဆိုတော့လည်းသူပြည်သူပြောခဲ့တာကတော့ဘာလဲဆိုတော့လူလူဆန်းတော့ဆန့်ကျင်ပြီးဘာမှမလုပ်ဘူးဆိုတာမျိုးသူပြောခဲ့တာရှိတယ်အခုလက်ရှိဖြစ်နေတဲ့အခြေအနေကိုသူမဘလောက်သိလဲဆိုတော့ကျွန်တော်တို့မသိနိုင်သေးဘူး ဒါနောက်တစ်ခုပြောခဲ့တာကတော့ तू तू နဲ့ corruption နဲ့ပတ်သက်လို့ audit လိုက်စားဖို့လည်းပတ်သက်ပြီးတော့သူ့ကိုပြောတဲ့အခါမှာတော့ဒါတွေ observe သူ observe ဖြစ်တယ်ဒါတွေမဟုတ်တန်းတရားတွေဆွဆွဲထားတယ်ဆိုတာမျိုးတော့သူပြောဆိုခဲ့တာတွေရှိတာတော့ကျွန်တော်တို့သိရတာပေါ့အဲ့တော့ပြောမယ်ဆိုရင်တော့2011က by election ဝင်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီက2015မှာ landslide အာတောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်အာ2020မှာဆိုရင်လည်းဟလာ2015ရဲ့ပိုကြီးမားတဲ့အောင်မြင်မှုကို အောင်ပွဲကိုသူတို့ရခဲ့တယ်ပေါ့နော်ဒါစစ်တပ်ကခေါင်းဆောင်တချို့အတွက်ကတော့တကယ်အိမ်မက်ဆိုးတွေဖြစ်စေခဲ့တယ်ပေါ့ဒါကြောင့်လဲသူတို့ပြန်ပြီးတော့ contain လုပ်ဖို့အာဏာပြန်သိမ်းဖို့ဒေါ်ရွန်ဆန်းစစ်ကြီးကိုထိန်းချုပ်ဖို့စ조사ခဲ့တာဒီအချိန်ကြီးရောက်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ခုနကကွန်ဆိုပြောသလိုပဲပေါ့လေ2020ရွေးကောက်ပွဲမှာဟလာဒီဒီ NLD ကတောင်ပြိုကမ်းပြိုနိုင်လိုက်တာကိုကြည့်မယ်ဆိုလို့ရှိရင်ပြည်သူလူထုက လာနိုင်ငံရေးမှာစစ်တပ်ပါဝင်မှုကိုလုံးဝမလိုချင်ဘူးစစ်တပ်ရဲ့ကြီးစိုးချယ်လင်မှုကိုလုံးဝမလိုလောက်ဆိုတာကိုကျွန်တော်တို့ပြက်ပြက်တသားမြင်တွေ့ခဲ့ရတာ ဖြစ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းဟလာစစ်တပ်ရဲ့ကြောထောက်နောက်ခံပါတီဖြစ်တဲ့ပြည်တော်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့ကြံ့ခိုင်ပါတီဆိုလို့ရှိရင်လည်းမဲကမရှိမလားနဲ့ကိုရှုံးနေသွားတာအပြတ်သက်ရှုံးနေသွားတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါပြည်သူလူထုကရွေးချယ်လိုက်တဲ့ရွေးချယ်မှုကိုကျွန်တော်ရှင်းလင်းမြင်ရတော့ ဆိုလိုချင်တာကတော့ဟလာဒီလူထုထောက်ခံမှုအပြည့်အဝရရှိထားတဲ့ခေါင်းဆောင်ကိုဒီလိုလှုပ်တဲ့ပုံမှာလူထုကတော့ဟလာမင်းသမီးနဲ့လူโซတအုပ်ဆိုတာကိုကွဲကွဲပြားပြားပြက်ပြက်သားသားမြင်မိတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဟလာဒွန်ဆန်းစုကြည်ကိုစစ်ကောင်စီကအခုလိုလှုပ်တဲ့ပုံမှာ လူထုကနေပြီးတော့မှ တုံ့ပြန်မှုတွေရှိလာနိုင်မယ်လို့ထင်ပါတယ်။ဒီပုံမှာရောဘလို့သုံးသက်မိလဲ။ဆိုတော့ပြောမယ်ဆိုရင်1948မြန်မာနိုင်ငံမှာလွတ်လပ်ရေးပြန်လည်ရရှိပြီးနောက်ပိုင်းဆက်ပြီးတော့ အာဘိုးကျော်အောင်ဆန်းဦးအောင်ဆန်းတခင်အောင်ဆန်းပြီးသွားရင်နိုင်ငံရေးရဩဇာရှိဆုံးထောက်ခံမှုပြည်ရင်းပြည်ပအောင်ကျွန်တော်ပြည်ရင်းတခုတော့ပြောရမှာပြည်ပထောက်ခံမှုကိုပြည်ရင်းထောက်ခံမှုကိုနိုင်ငံတကာထောက်ခံမှုကိုဟလာရတာကတော့တော်အောင်ဆန်းစုကြည်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်ငြင်းလို့မရအောင်မြန်မာပြည်ရဲ့နိုင်ငံရေးခေတ်တမှာအားကြီးဆုံးနဲ့ဩဇာအရှိဆုံးနိုင်ငံရေးသမားတော်အောင်ဆန်းစုကြည်ပဲဖြစ်တယ်တော်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးရတတ်တယ်လို့ နိုင်ငံရေးပြောင်းလုပ်တယ်လို့ဆိုတော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ကတော့နံပါတ်1ပြောခြင်းနဲ့ဒါကြောင့်လည်းလူတူရဲ့ထောက်ခံမှုကအရင်ကြီးတဲ့အတွက်ကြောင့်ဒေါ်ဆန်းစုကြည်ကိုတခြားစစ်အစိုးရတွေကတခြားစစ်အစိုးရနဲ့စစ်ကောင်းဆောင်တွေကဘလို့ဆက်ဆံခဲ့တယ်လဲဒေါ်ဆန်းစုကြည်ကလက်ရှိဟာလာလူတူကအရင်မုံဒီယွန်ရှာခါသိနေတဲ့စစ်ကောင်စီကဘလို့ဆက်ဆံတယ်လဲဆိုတဲ့အခါမှာလည်းအခုထောင်ထဲကိုပို့တဲ့ကိစ္စအစကျွန်တော်ထင်တယ်တုံ့ပြန်မှုတွေအများကြီးကိုကျွန်တော်တို့တွေ့နေရပြီလို့ထင်ပါတယ် အဲဆိုရှယ်မီဒီယာမှာလည်းတွေ့ရတယ်ပြည်တွင်းပြည်ပမှာလည်းတွေ့ရတယ်ဒီတက်ပို့ပြီးတော့ဟလာခါတိတဲ့ကြီးမားတဲ့လူတို့ရဲ့တုံ့ပြန်မှုတွေပေါ့နော်အဲ့ဒါမျိုးတွေပေါ့ဒေါ်ဆန်းစုကြည်ပုံမှာမြစ်တာနဲ့တုံ့ပြန်မှုတွေရှိနေတာဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲဒီခုနကျွန်တော်ပြောသလိုအာနာတနက်ပြောင်းသွားမှရှိတယ်ဆိုတော့ဟာနဲ့အုတ်ဆိုးတဲ့ရုပ်မှရိုင်းစမ်းတဲ့စိတ်တက်နဲ့အုတ်ချုပ်တဲ့သူတွေပေါ့ပေါ့နော်ပြည်သူတွေဘလို့တုံ့ပြန်မလဲဘလို့တုံ့ပြန်နေလဲဆိုတာလည်းကျွန်တော်တင်နေမြင်ရတယ်ထင်တယ်နောက်ပြီးတော့အရန်ခါတိရဲ့တုံ့ပြန်မှုတွေရှိလာမှဖြစ်တဲ့အပြင် တီဆောက်နေစေဖြစ်တယ်မြို့သားပြန်လည်ကြမ်းစေဆိုကိစ္စပေါ့နော်ဒါတည်းပို့ပြီးတော့အလံဝေးသွားပြီဒါကကျွန်တော်တို့မြေတူးပြီးမြုပ်ရတဲ့အဆင်ဖြစ်နေပြီဆိုတာမျိုးကျွန်တော်တို့ပြောတာပေါ့ဒါပေမဲ့ပြန်ကြည့်မယ်ဆိုတော့ဟိုနိုင်ငံတကာလည်းဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ရင်ပြည်တွင်းမှာပြည်ပမှာဒေါ်ဆန်းစုကြည်က6ပြည်ကင်းတဲလဲဆင်နိုင်ငံသမားတယောက်တော့မဟုတ်ခဲ့ဘူးသူမရဲ့ခြေလမ်းမှားခွက်တွေရှိခဲ့တယ်အဲ့ဒါကတော့ရခိုင်ပြည်ရုံးကြရေးပြီးတော့ငြိမ်းချမ်းရေးကိစ္စတွေမှာပြီးတော့တိုင်းဒေသကြီးဖြစ်ရှင်တဲ့ကိစ္စတွေမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါန်ဆန်းစုကြည်ဟာအာပြည်တွင်းမှာပြပမှာဝေဖန်မှုတွေအများကြီးခံခဲ့ရတဲ့နိုင်ငံကြီးအကောင်းဆုံးပြောလို့ဖြစ်တယ်။တကယ်တကယ်ပြန်ကြည့်မယ်ဆိုရင်တော့ဒေါန်ဆန်းစုကြည်ရဲ့ဒီနိုင်ငံကြီးကာလမှာလှုပ်ခဲတဲ့အထက်မှာသူ့ရဲ့နိုင်ငံကြီးနဲ့ပတ်သက်ပြီးသဘောမကျတဲ့သူတွေဝေဖန်တဲ့သူတွေအတိုက်ခံတွေရှိတော်လဲပဲတကယ်တကယ်တော့1988ကစပြီးအခုချိန်ထိသူ့ရဲ့ဆွန့်လွတ်နေတာခံမှုနဲ့ပေးဆက်မှုကအရန်ကြီးမာတာကိုကျွန်တော်တို့တွေ့ရတာအမှန်ပဲဖြစ်တယ်။ ဒါပေမဲ့တစ်ဖက်မှာကြည့်မယ်ဆိုရင်လည်းအဲမြန်မာစစ်တပ်ကိုကြည့်မယ်ဆိုရင်လည်းဒီဒီမြန်မာစစ်တပ်ရဲ့တိုင်းပြည်ပေါ်မှာထားခဲ့တဲ့မရှိတဲ့စေတနာသူတို့ရဲ့လောဘသူတို့ရဲ့သူတို့ရဲ့ရုပ်မှန်ရက်စက်မှုတွေကိုလည်းကျွန်တော်တို့လုပ်ငန်းနှစ်ပေါင်း30 40တွေမှာအတိုင်းအတာမြင်ရတာဖြစ်ပါတယ်။ Okay ဒီဒေါန်ဆန်းစုကြည်ရဲ့အခုလက်ရှိကြုံတွေ့နေရတဲ့အခြေအနေပေါ်မှာတော့ဟလာဒီနိုင်ငံတကာကတော့ ရဲ့တုံ့ပြန်မှုတွေဟာဟိုးအရင်2010မတိုင်ခင်တော့အခြေအနေတွေနဲ့နည်းနည်းလေးတော့ကွဲနေတယ်လို့ထင်ရတယ်။ဘာကြောင့်လဲဆိုတော့တုံ့ပြန်မှုတွေနှေးကွေးလာတယ်လို့ဟိုမြင်မိတယ်ပေါ့လေ။ဒီဟာနဲ့ပတ်သက်ပြီးလည်းသုံးသပ်ပေးပါဦးကွန်။ဒေါ်ဆန်းစုကြည်ကိုထောင်ထဲပို့တဲ့တဲ့တင်ကတော့နိုင်ငံတကာမီဒီယာတွေအခြားနိုင်ငံအစိုးရတွေဘလောက်ဒီအာယုံစိုက်လာမလဲတော့မသိဘူးပေါ့နော်အခုအချိန်ကြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ရေးတာတားတာအားနည်းနေသေးတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်မြင်တာကတော့ဒါနဲ့ပတ်သက်ပြီး UN ပါဝင် အဲတခြားအဖွဲ့အစည်းတွေနိုင်ငံတကာအဖွဲ့အစည်းတွေပို့ပြီးလှုပ်ရှားမှုတွေရှိလာမယ်လို့တော့မျှော်လင့်ရပါတယ်။ရခိုင်အရေးကိစ္စမှာရွန်ဂျာရေးကိစ္စမှာတောင်ဆန်းစုကြည်ပေါ်မှာအဲထောက်ခံမှုတွေပြည်ပြည်ပထောက်ခံမှုတွေညော့နေသွားတာတွေရှိခဲ့တာအမှန်ပဲဖြစ်တယ်။ဒါကြောင့်အခုကျွန်တော်တို့တောင်ဆန်းစုကြည်ကိုအာဒီထောင်ထဲကိုရွှေ့တဲ့ကိစ္စတွေမှာဆိုရင်အာကျွန်တော်တင်တဲ့တကယ်အရေးကြီးတဲ့နိုင်ငံတွေကဘာတွေထွက်ပြောမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်မှာဖြစ်တယ်။ အဲ့ဒါတော့ဒေါ်မဆန်းစုကြည်တို့ NLD တို့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့ US ပေါ့နော်ဒီနိုင်ငံတွေကနေပြီးတော့အာဒေါ်မဆန်းစုကြည်ရဲ့အခုအခြေအနေဒေါ်မဆန်းစုကြည်ကိုအခုထောင်ထဲပို့တဲ့အနေအထားကိစ္စတွေဒါတွေနဲ့ပတ်သက်ရင်နိုင်နိုင်ငံလုံးကပါမယ်ပတ်သက်နေရတယ်အများကြီးရှိတာကျွန်တော်တွေ့ရတယ်ပါမယ်ပတ်သက်တယ်ဆိုတာဒီကိစ္စနဲ့ပတ်သက်ဆိုရင်မကင်းဖြစ်တာတွေအာမနစ်ကတည်းကကိုက NLD ပါတီမဖြတ်သိမ်းကိစ္စတွေဒေါ်မဆန်းစုကြည်နဲ့တွေ့ဖို့ကိစ္စတွေကိုတွေ့ခွင့်ရရဲ့ကိစ္စတွေကိုတရုတ်ဆိုးရနဲ့တရုတ်အစိုးရကိုယ်စားလှယ်ကြိုးပမ်းခဲ့တာတွေရှိသလို အမေရိကန်ဘက်ကလည်းတော့ဆန်းစုကျင်တဲ့ပတ်သက်ပြောဆိုခဲ့တာရှိတယ်။ဒါကြောင့်ဒီအစိုးရကြီးတွေကနေဘာတွေပြောလာမလဲ။ဒါအပြင်မြန်မာပြည်ကိစ္စနဲ့ပတ်သက်ပြောင်းပတ်သက်နေပါတယ်ဆိုတော့အာဆီယံကရောဒီကိစ္စကိုထုတ်ပါတယ်ထုတ်ပြောမှာသူထုတ်ပြောဖို့လိုပြီလို့ကျွန်တော်ကတော့အမြင်တယ်။ဒါဟာမြန်မာပြည်အတွက်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်။ဒါကြောင့်လဲဆိုတော့ဆန်းစုကြီးရဲ့အခန်းကဏ္ဍပျောက်ပြတ်သွားမှာမဟုတ်ပဲနဲ့ပို့ပြီးတော့ဆက်လက်ပြီးရှိနေမှာဖြစ်လို့ပဲဖြစ်တယ်။ထပ်ပြီးပြောကြအောင်မယ်ဆိုရင်တော့ဟိုဒေါ်ဆန်းစုကြည်ကတော့နိုင်ငံတော်ခေါင်းဆောင်တယောက်အနေနဲ့ဟို ူတိုင်းပြည်တော်ကသူ့ဘဝစပေးဆက်ခဲ့တာတွေဆွန့်လွတ်ခဲ့တာတွေတော့ပြန်ကြည့်မယ်ဆိုရင်တော့ဒေါ်ဆန်းစုကြည်ကိုလေးစားချစ်ခင်တဲ့သူတွေကသူဆုံးဖောက်ကော်ရွန်သွားပြီးနောက်ပိုင်းချိန်ထိသူ့အဖေလိုပဲသူ့ကိုလေးစားကြမဲ့သူတွေကဒုနဲ့တဲ့နဲ့ကြမ်းကမှအမှန်ပဲဖြစ်ပါတယ်။သူသာတစ်ချိန်ညံ့တေးသွားမယ်။သူ့ရဲ့နိုင်ငံရေးဩဇာအာဏာနဲ့သူ့ရဲ့နာမည်ကတော့အာနှစ်ပေါင်းများစွာရာစုနှစ်ပေါင်းများစွာဆယ်စုနှစ်ပေါင်းများစွာအများကြီးရှိနေမြဲနိုင်ငံကောင်းဆောင်ဖြစ်လို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာတိုင်းပြည်အာဏာကိုမတရားသိမ်းထားတဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကသူဟာ တမရဖြစ်ခြင်းနဲ့ဆန္ဒရှိတယ်ဆိုတော့အများတွက်ဆထားတာဖြစ်တယ်ဒါပေမဲ့ဒီယာဒူးတွေကိုမရခင်เนี่ยသူ့နိုင်ငံရေးဟာသူ့ရဲ့နာမည်ဟာသူတည်သွားပြီဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘောပေါက်ဖို့လိုပါလိမ့်မယ်ဟုတ်ကဲ့ကိုအောင်ဆိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုကျော်ကား